နိုင်ငံကျော်မင်းသားဖြစ်ပေမဲ့ပွဲတစ်ခုမှာပရိသတ်တွေကိုဆက်ဆံတဲ့ပုံစံကြောင့်လူပြောများနေရတဲ့အောင်ရင်လင်းအောင်ရင်လင်းကရုပ်ရှင်မင်းသားအဖြစ်ရည်တည်ခဲ့တဲ့တခြားမှာနာမည်ပြည့်ရည်လို့မထွက်ခဲ့ဘူးပါဘူး။သူ့အနေနဲ့ငငယ်တုန်းကတော့မာနကြီးပေမဲ့အခုနောက်ပိုင်းမှာအပြုတ်မှုတိုင်းကိုတေချာထင်းထင်းကနေထိုင်တာကြောင့်မောင်လက်တလုံးမှာတော့ပွဲတစ်ခုကအောင်ရင်လင်းရဲ့အပြုတ်မှုကလူပြောများလို့နေတာပါ။အောင်ရင်လင်းကမင်းသားအနေနဲ့တည်းမဟုတ်ဘဲပွဲဒီမှာလည်းအဖိတ်ခံရကတချင်းလိုက်ဆိုပေးနေရပါဘူး။ အလူပွဲတစ်ခုကအောင်ရင်လင်းကိုပွဲတက်ဖို့ဖိတ်ခဲ့ပါတယ်။အဆိုပါအလူကတော့သူနဲ့အမျိုးရင်းကြီးလို့ဖြစ်နေတဲ့ဗေဒါရွှေကြရဲ့ကထိန်အလူပွဲဖြစ်ပါတယ်။ကတိန်အလူပွဲကိုအောင်ရင်လင်းပွဲတက်ဖို့ပွဲရှင်ကိုရိုင်းကဖိတ်ခဲ့တာပါ။ဒါကိုအောင်ရင်လင်းကအသေးချာခန်းခန်းနာနာဝစ်စင်တာမျိုးလည်းမရှိဘဲအယိုးရှင်ဆုံးပုံနဲ့သာဝစ်စင်ခဲ့တာပါ။ပစိုးလေးကိုတီရှပ်အဖြူနဲ့ဝစ်စင်ကအယိုးရှင်ဆုံးပွဲတက်ခဲ့ပါတယ်။ပွဲရှင်တွေကလည်းရင်းနှီးကောင်မအောင်ရင်လင်းကတချင်းတွေလည်းစိုးပေးခဲ့ရပါတယ်။အောင်ရင်လင်းကအဆိုပါပွဲမှာအဆိုတော်ကြီးတွေရဲ့တချင်းတွေနဲ့စိုးပေးခဲ့ပါတယ်။ ပွဲရှင်ကတောင်းဆိုတာမဟုတ်ဘဲပရိသတ်တွေကတောင်းဆိုလို့တီးဆိုပေးကြရတာပါ။အောင်ရင်လင်းကတချင်းဆိုတဲ့ချိန်မှာဟန်ပန်အပြင်းနဲ့မဟုတ်ဘဲသူဆိုတတ်တယ်လို့လေရိုးရှင်းဆုံးဆိုခဲ့တာပါ။ဒါအပြင်ပွဲလာတဲ့အန်ဒီကြီးတွေကအောင်ရင်လင်းကိုတခဲနဲ့ကိုအားပေးကြတာပါ။တချင်းဆိုတဲ့ချိန်မှာလည်းပြုံးရှင်ကတီးဆိုနေတာကြောင့်မို့ပရိသတ်တွေကလည်းပျော်နေကြတာပါ။အောင်ရင်လင်းကပရိသတ်တွေကိုစင်ပေါ်ကနေနှုတ်ဆက်လိုက်တချင်းဆူလိုက်လုံးတွေကအပြုံးကိုမပြတ်ပါဘူးဒီလိုပုံစံတွေကြောင့်ပွဲကင်းတဲ့ကအန်ဒီကြီးတွေကတရာတရားတွေအရန်ထက်တန်ကုန်ပါတယ် အောင်ရင်လင်းကိုငွေတွေ၁၀သိန်းတစ်ထပ်လှူတဲ့သူတွေလည်းရှိတယ်လို့တထောင်နဲ့တွေထပ်လိုက်တဲ့စုတွေလည်းခြားကြပါဗျ။တရားပီးတရားစုချကြတဲ့အချိန်မှာလည်းအောင်ရဲလင်းကရင်းနှီးတဲ့ပုံစံနဲ့သာလက်ခံပေးတာဖြစ်ပါတယ်။ဒါအပြင်လှူပေးတဲ့ NDG တွေကိုလည်းကောင်းကောင်းဆက်ဆံပေးတာကြောင့် NDG တွေကအောင်ရဲလင်းကိုတင်းစင်တဲ့ချီကိုလှူပေးကြတာဖြစ်ပါတယ်။ပွဲလာတဲ့သူတွေဆိုလည်းအောင်ရဲလင်းကအရန်ကိုသဘောကောင်းကြောင်ပြောနေကြတာပါ။ပွဲမှာနေပူကလူများတာတော့မျက်နှာတစ်ချက်မပြတ်ပဲတွေးသမျှပရိသတ်တွေကိုရီးပြနေရလို့သိရပါတယ်။ ဒါအပြင်ပတ်စံစုချမှာမဟုတ်ဘဲစုမချတဲ့ပရိသတ်တွေကိုဆိုလဲတရင်တနည်းကိုဆက်ဆံတာပါဒီလိုဆက်ဆံပုံတွေကြောင့်ပရိသတ်တွေကအောင်ရင်းလင်းကိုအတော်လေးကိုချီးကျူးနေကြတာဖြစ်ပါတယ်ဒါအပြင်အဆိုပါပွဲမှာတချင်းဆိုနေနဲ့ရဲလေးမအိုလည်းနေရာပေးခဲ့ပါသေးတယ်ရဲလေးမအိုစင်ပေါ်မှာခေါ်ကားမဲ့သူမရှိတဲ့အချိန်မှာအောင်ရင်းလင်းကစင်ပေါ်ခေါ်ကားခေါ်ကားခဲ့တာဖြစ်ပါတယ်အောင်ရင်းလင်းကသူ့နေရာရတယ်လို့ရဲလေးမအိုလည်းစင်ပေါ်ခေါ်ခဲ့တာပါကားတဲ့အချိန်မှာစူကြီးငွေလည်းရအောင်ဖြစ်ပါတယ် အောင်ရင်းလင်းကအဆိုပါပွဲမှာအပြုံးလုံးဝမပြတ်တာမို့တချို့ကလည်းအံ့အားသင့်နေကြတာပါ။တရားနုပညာရှင်တွေဆိုရင်လည်းလူရှုပ်ကပူလာပြီဆိုမျက်နှာပြတ်ကြတာမျိုးရှိပါတယ်။ဒါပေမဲ့အောင်ရင်းလင်းကတော့ပရိသတ်တွေကိုတစ်ချိန်လုံးပြုံးပြပြီးတော့ကိုအပြုံးမပြတ်ဖြစ်နေတာဖြစ်ပါတယ်။အောင်ရင်းလင်းအပြုတ်မှုလေးတွေကိုကြည့်ကခင်မုန်းတော်ချင်းသူတွေလည်းအရန်ကိုအများနေပါပြီ။အရင်တုန်းကဆိုအောင်ရင်းလင်းကဖက်ရှင်တွေမိမိုက်ကပုံစံတစ်မျိုးဖြစ်ခဲ့ပေမဲ့အခုဆိုရင်ဖက်ရှင်ကလည်းတော်လေးကိုတည်ငြိမ်လာခဲ့တာပါ။လူကြီးဆန်ကအမြဲတမ်းအယိုးရှင်းဆုံးတာနေထိုင်တာပါ။ ။ဘာပကာတနာမှလည်းမရှိသလိုအစင်တန်းခွဲကြတာလည်းမရှိဘဲအောင်ရဲလင်းကမင်းကလေးတိုင်းလူချင်းတဲ့ပုံစံမျိုးဖြစ်ပါရည်။ဒါအပြင်စိတ်သဘောထားကလည်းပြေဝကကူညီခြင်းနဲ့စိတ်ရှိတဲ့သူတယောက်လည်းဖြစ်ပါရည်။ကလေးတွေကိုလည်းအရန်ချစ်တတ်ပြီးတော့သူနဲ့ရုပ်ရှင်တကားမှဆောင်ခဲ့တဲ့ကလေးတယောက်ဆောင်သားကျော်လေးကိုဆိုလေငွေကြေးသားလေးလိုချစ်ပေးရပါ။အခုနောက်ပိုင်းမှာအောင်ရဲလင်းရဲ့နေထိုင်တဲ့ပုံစံတွေကပရိသတ်တွေအတွက်တော့သဘောကျစရာတွေသာဖြစ်နေရပါ။အောင်ရဲလင်းကကြီးလာမှပုံပြီးခံကြောဖြစ်လာခဲ့တာလည်းဖြစ်ပါရဲ့ အကြည်တလဲရှိလာကစိတ်ရင်းစင်နာကမျက်နှာမှာအထင်းသားပေါ်နေရပါလူကျင်တဲ့မိန်းကလေးတွေများနေပေမဲ့အောင်ရဲလေးမှာပိုင်ရှင်ရှိနေပါပြီအောင်ရဲလေးကဟိုတယ်ပိုင်ရှင်တယောက်နဲ့ချစ်သူဖြစ်နေရပါသူ့ချစ်သူကအောင်ရဲလေးရဲ့ရှူတင်တွေနောက်လဲအမြင်လိုက်ကပန်မိုးပေးနေရပါတချို့ကအောင်ရဲလေးရဲ့ချစ်သူကိုမာနာကြီးတယ်ထင်ပေမဲ့တကယ်ကိုစိတ်ရင်းကောင်းသူတယောက်ပေါ့အောင်ရဲလေးကချစ်သူကောင်းမလေးပေါ်မှာတကယ်ချစ်ကောင်းနေမကောင်းချိန်ဆိုလဲသူပဲလိုက်ဆောင်ရှောက်ပြီးနေရပါ ဆေးရုံမှာလိုက်ဆောင်ပေးတဲ့အထိချစ်တော်မှုအားကြနေကြတာဖြစ်ပါတယ်။အောင်ရဲလင်းတို့ကမကြခင်မှာလက်ထပ်တော့မယ်လို့သိရပါတယ်။အောင်ရဲလင်းကခလေးရရင်လည်းသူ့ခလေးပေါ်ဖခင်မြစ်တာခြေပုံမဲ့ဖခင်ကောင်ခင်မွန်ကောင်ဖြစ်မယ်လို့ကြိုတင်ခံမှန်းနေကြတာပါ။အစင်တမှုခွဲကြတဲ့အောင်ရဲလင်းပေါ်အမြင်လေးကိုပြောပြပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။